ာချပရီစကူကျောင်းရဲ့အတ္တိကတင်ယူဖြစ်တဲ့ဖွင့်ပြမှုချရဲတဲမှာဆိုရင် IQ ဆိုတာကတော့ညံညံတွေပဲဖြစ်ပါရဲ့ရှင် IQ ကောင်းတဲ့ဆိုတာကလေးတွေကဘာသာစကားတွေကိုပို့ပြီးရောမှတ်သားလာနိုင်မယ်ခမန်းလာနိုင်မယ်မန်းစာလာနိုင်မယ်စဉ်းစားတွေးခေါ်လာနိုင်မယ်ဝေဖန်ပိုင်းချလာနိုင်မယ်စားတဲ့စွမ်းရည်တွေကိုရရှိစေမှာဖြစ်ပါရဲ့ရှင် EQ ကောင်းတဲ့ဆိုတာကတော့ကလေးတွေကမိမိကိုယ်ကိုပို့ပြီးရောနားလည်လာနိုင်မယ်မိမိကိုယ်ကိုလည်းပို့ပြီးရောစိတ်ကျဉ်တတ်မှုရှိလာမယ်လေ့လာတင်ယူခြင်းစိတ်တွေလည်းရှိလာမယ်တခြားသူအပေါ်မှာလည်းကိုကျင်းစာစိတ်တွေပို့ပြီးရောထားတတ်လာမယ် ိမိကိုယ်ကိုလည်းပို့ပြီးတော့အပြုမူလေးတွေကိုထိမ့်သိမ့်တက်လာမယ်။ကောင်းစွာလည်းဆုံးပြတ်ချက်ချလာနိုင်မယ်။စားတဲ့အကျိုးကျေးဇူးတွေကိုရရှိစေမှာဖြစ်ပါတယ်ရှင်။ပိုရှက်ကောင်းတဲ့ဆိုတာလူမှုနဲ့ပေါင်တင်ဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါတယ်ရှင်။ကလေးတွေဆိုရှယ်ကောင်းမှုအတွက် activity ပြင်ဆင်ပေးရတဲ့အခါမှာနှစ်ယောက်တည်းလှုပ်ဆောင်တဲ့အဆင့်ကနေပြီးတော့ group like လှုပ်ဆောင်တက်လာအောင်မိမိကိုယ်ကိုလည်းပို့ပြီးတော့ self confidence ရှိလာအောင်တငယ်ချင်းတွေနဲ့အတူတူကစားတဲ့အခါမှာလည်း sharing လုပ်ပြီးတော့ကစားတက်လာအောင်လေ့ကျင့်တင်ကြပေးပါတယ်ရှင်။ physical development မှာဆိုရင် fine motor နဲ့ gross gross motor ဆိုပြီးတော့နှစ်မျိုးခွဲထားပါတယ်။ကလေးတိုင်းကတော့ fine motor ရော gross motor ရောဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်ပါတယ်။ကလေးတွေရရှိရမယ်ကြက်သားကြီးနဲ့ကြက်သားငယ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက်အကြောင်းမှလည်းဖွံ့ဖြိုးမှုနဲ့တက်ဆိုင်တဲ့ activity တွေကိုထည့်သွင်းပြီးတော့လေ့ကျင့်တင်ကြားပေးပါတယ်။ဥပမာလက်ချောင်းလေးတက်ပါစီဖို့ဂျုံနဲ့ကစားတာတို့ကျူးတီယာတို့စီစံညှက်တာတို့ coloring painting လုပ်တာတို့တဲတွေနဲ့ကစားတာတို့လေ့ကျင့်တင်ကြားပေးပါတယ်။ထမင်းကိုယ်တိုင်းတသက်ရက်စားတတ်အောင်နဲ့အဝတ်စားလေးတွေလည်းကိုယ်တိုင်းလည်းတက်လာအောင်ခောက်တက်လာအောင်လေ့ကျင့်တင်ကြားပေးပါတယ်။ cross motor အတွက်ဆိုရင်ဒီ playground မှာကစားတာတို့လှလှပြရာကစားရတဲ့ activity တွေကိုလည်းထည့်သွင်းပြီးတော့လေ့ကျင့်နေကြပြပါရဲ့ရှင်။ကလေးတွေ moral ကောင်းစွာနားလည်တယ်ဆိုတော့ကလေးတွေစကားပြောရင်ကြေးပြီးတော့ပို့ပြီးတော့လိုင်းမာလာစေဖို့အတွက်အကျင့်စာရိတ်တာသူသက်ကောင်းမွန်လာစေဖို့အတွက်ဘာသာရေးအတိတ်တရားသူပွားလာစေဖို့အတွက်ပုံပြင်စကားပုံကနေမှတဆင့်ကလေးတွေကိုလည်းလေ့ကျင့်တင်ကြပြပါရဲ့ရှင်။